ကမ္ဘာတစိမ့်ကောင်းများမှဒေါန်ဆန်းစုကြည်တစိမ့်ကောင်းဆိုတာစာပုတ်လုပ်ငန်းနဲ့ဆက်ဆက်ပြီးအခွန်အခငွေကြေးပမာဏကိုကုစားပြုပုံနှိပ်သတ်မှတ်ထားတဲ့အရာပါ။ စာပုတ်လုပ်ငန်းအတွက်ထုတ်ဝေတာဖြင့်အကျွေးစိတ်ပြီးရင်အများဆုံးစုဆောင်သိမ်းဆည်းတဲ့အရာဖြစ်တာမို့အမတ်တရသိမ်းဆည်းသူများကပါဥတီထုတ်ဝေတဲ့အရာလည်းဖြစ်ပါတယ်။ဒါကြောင့်စိတ်ကောင်းနေမှာထင်ရှားတဲ့ပုံကိုယ်တွေအထင်ကြီးအဆောက်အုံတွေတဘာဝပတ်ဝန်းကျင်အနာပါတွေချင်းငယ်ဒရိစံတွေသမိုင်းမှတ်တမ်းတွေပန်းတွေပွဲတော်တွေဖွဲ့စည်းနှစ်ပတ်လည်တွေထင်ရှားတဲ့နေ့ရက်တွေစသဖြင့်မျိုးစားပေါင်းစုံလင်အောင်ထုတ်ဝေကြပါတယ်။ ဒီနေရာပုံပုံများကိုဂုံပြုတ်ထုတ်ဝေတဲ့နေရာမှာတော့သက်ဆိုင်ရာတိုင်းပြည်လိုက်ခေါင်းဆောင်တွေထင်ရှားသူတွေကိုထုတ်ဝေတာရှိတယ်လို့ကဘာကလေးစားတဲ့လူပုဂ္ဂိုလ်တွေကိုတစိကောင်းများနဲ့ဂုံပြုတ်ထုတ်ဝေကြတာတွေလည်းရှိပါတယ်။နိုင်ငံတကာကဂုံပြုတ်ထုတ်ဝေတဲ့တစိကောင်းတွေမှာအများဆုံးကမတ်မဂန်နီလိုထင်ကြခေါင်းဆောင်များနဲ့လူပဲစုရပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။မြန်မာပြည်ထဲမှာနိုင်ငံတကာကတစိကောင်းများမှာ ပုံနှိပ်ဖော်ပြပြီးအများဆုံးဂုဏ်ပြုခံရသူနှစ်ဦးပဲရှိပါတယ်။သူတို့ကတော့ကမ္ဘာကူလာသမဂ္ဂထွေထွေတင်းမှုချုပ်ဖြစ်တောင်ယူခဲ့တဲ့ဦးတန်နဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါင်ဆန်းစုကြည်တို့ဖြစ်ပါတယ်။1992ခုနှစ်မှာငင်းကြီးနိုဘယ်ဆုရရှိခဲ့တဲ့ဒေါင်ဆန်းစုကြည်ကိုဂုဏ်ပြုထုတ်ဝေခဲ့တဲ့တစိကောင်းနေမှာနိုဘယ်ဆုရှင်ဖြစ်ဂုဏ်ပြုတာအပြင်ထင်ရှားတဲ့အမျိုးသမီးခေါင်းဆောင်ဖြစ်လဲဂုဏ်ပြုတာကိုတွေ့ရပါတယ်။ဒေါင်ဆန်းစုကြည်ရဲ့ရုပ်ပုံနဲ့ဂုဏ်ပြုထုတ်ဝေတဲ့နိုင်ငံတကာကတစိကောင်းနေနဲ့ တော်တော်များများသိကြတာကနော်ဝေနိုင်ငံကထုတ်တဲ့တစိကမှာဒေါက်ဆန်းစုကြည်လွတ်မြောက်ရေးမြန်မာပြည်လွတ်လပ်ရေးတို့အတွက်နှုတ်ဆော်လှုံ့ဆော်မှုတွေမှာ postcard ထုတ်ခဲ့တာကြောင့်တွေ့မှုကြတယ်လို့ဗိုလ်ရန်သိသိထားသူတွေလည်းရှိပါတယ်တကယ်တော့အဲ့ဒီတစိကကဒေါက်ဆန်းစုကြည်ကိုကွန်ပျူတာထုတ်ဝေတဲ့ပထမဆုံးတစိကမဟုတ်ပါဘူးသူ့အရင်တစိကအုံးလို့ထုတ်ဝေခဲ့မှုပါလေ1995ခုနှစ်မှာအာဖရိကတိုင်းပြည်တွေဖြစ်တဲ့နီကာရာဂါ ကာဗွန်နဲ့အလယ်အမေရိကတိုင်းပြည်ဖြစ်တဲ့ဆီရာလီယွန်တို့ကဒေါ်ဆန်စုကြည်ပုံနဲ့တစိ့ကောင်းတွေထုတ်ဝေခဲ့ကြပါတယ်။အဲ့ဒီတိုင်းပြည်တွေကတချို့သောအထိမ့်မှန်တစိ့ကောင်းတွေကိုလည်းတပြိုင်တည်းထုတ်ဝေလက်ရှိတဲ့တိုင်းပြည်တွေဖြစ်ပါတယ်။ဒီဒီဇိုင်းတစ်မျိုးတည်းကိုပဲထုတ်ဝေတာမျိုးတွေကိုတောင်တွေ့ရပါတယ်။ 1995ခုနှစ်မှာထုတ်ဝေတဲ့ဒေါအောင်ဆန်းစုကြည်ပုံမှာဒီဇိုင်းကောင်းတွေကတော့တိကျဒီဇိုင်းတွေဖြစ်ပါတယ်။တူညီတဲ့ချက်ကတော့အလုံးကအကြည်ပုံကိုသုံးထားကြတာပါ။နီကာရာဂါနိုင်ငံကထုတ်ဝေတဲ့ဒီဇိုင်းကောင်းကဒီဇိုင်းကောင်းရဲ့အပြင်အသားတွေအပါအဝင်အရွက်ပြည့်ပုံနေထားတဲ့ဆိုဗီနီယာရှိတ်ပါ။ဒေါအောင်ဆန်းစုကြည်ရဲ့ဘေးဒီဇိုင်းပုံကိုမန္တလေးနန်းတော်မြို့ယူနောက်ခံနဲ့တရုတ်ပေါ်ထားပါတယ်။ဂါဗနိုင်ငံကထုတ်ဝေတဲ့ဒီဇိုင်းကောင်းကတော့နိုဗယ်ဆုနှစ်တရာပြည့်အတွက်ဂုဏ်ပြုထုတ်ဝေတာဖြစ်ပြီးနိုဗယ်ဆုရှင်ကိုယ်ကိုဒီဇိုင်းကောင်းတစ်ခုစီနဲ့ပုံနေထားပါတယ်။ 1995ခုနှစ်ဒီဇင်ဘာ29ရက်နေ့မှာထုတ်ဝေတဲ့အလန်အမေရိကတိုင်းပြည်စီရာလီယိုနိုင်ငံရဲ့တိစိကောင်းကလည်းနိုဘယ်ဆုနှစ်တရားပြည့်ကိုဂုဏ်ပြုထုတ်ဝေတာပါသူကလည်းစုတိစိရှင်ကိုတိစိကောင်း၉ခုပါဝင်ပါတယ်နိုဘယ်ဆုရာပြည့်နှစ်ဖြစ်တဲ့2000ခုနှစ်မှာငင်းချိုင်းရဲ့နိုဘယ်ဆုကိုသာရွေးချယ်ချီးမြှင့်လေ့ရှိတဲ့နော်ဝေနိုင်ငံကနိုဘယ်ဆုရာပြည့်အမှတ်တရတိစိကောင်ရှင်မျိုးထုတ်ဝေခဲ့ပါတယ်။ အဖရက်နိုဗန်နဲ့နိုဗန်ကြီးညင်းစုရှင်ခုနှစ်ဦးဟင်နီဒရူးနဲ့မာတင်လူသာကင်းမီကေကိုဗာ6ဖရစ်ဒရော့နန်ဆင်နာဇမန်ဒဲလာဒေါဆန်စုကြည်ရီကိုဗာဒါမန်ကျူတို့ကိုတစိကောင်၈ခုနဲ့အကောင်ပြုထုတ်ပေးပါတယ်။တစိကောင်နှမျိုးစီတွဲပြီးပုံနှိပ်ထားတဲ့စတမ်ရှိနဲ့အဖရက်နိုဗယ်တစိကောင်ကိုသာတိချရိုက်နေထားတဲ့ဆိုဗီနီယာရှိမှာတော့နိုဗယ်စုရှင်ခုနှစ်ဦးရဲ့မျက်လုံးတစ်လုံးစီနဲ့ဖောင်းကြလောက်ထားတဲ့ ထုံမြဲလက်မှတ်တွေကိုရိုက်နှိပ်ထားပါတယ်။မျက်လုံးတွေရဲ့အောက်ဘက်ကိုပုံကြီးချက်ကြည့်လိုက်ရင်တော့နှစ်တရာအတွင်းရွေးချယ်ပေးရခဲ့တဲ့ငင်းကြဲနိုဘယ်ဆုရှင်တွေရဲ့စီးရင်ကိုထောင်လိုက်ပုံနေထားတာကိုတွေ့ရပါလိမ့်မယ်။၂၀၀၆ခုနှစ်မှာတောင်အမေရိကတိုက်ရှေ့မြောက်ပိုင်းကနိုင်ငံငယ်ဆူရီနမ်နိုင်ငံရဲ့နိုဘယ်ဆုရှင်၆ဦးဓာတ်ပုံတွေနဲ့ထုတ်ဝေတဲ့တစိကောင်းတွေမှာတောင်ဆန်းစုကြည်ရဲ့ပုံနဲ့တစိကောင်းပါဝင်ပါတယ်။၂၀၀၈ခုနှစ်မှာနောက်အာဖရိကတိုင်းပြည်တစ်ခုဖြစ်တဲ့ ကီနီနိုင်ငံကနိုဗယ်ဆုရှင်တွေကိုဂွန်ပြူပြီးတစိုက်ကောင်၆ခုဆိုဗီနီယာရှိထုတ်ပေးပါတယ်နိုဗယ်ဆုရှင်၁၆ဦးဖော်ပြထားတဲ့အဲ့ဒီဆိုဗီနီယာရှိမှာလောင်ဆန်းစုကြည်ကိုပါလက်စတိုင်းခေါင်းဆောင်ရာဆာအရာဖတ်အမေရိကန်ဒုသမရာအယ်ဂိုရိုရဲ့ရုပ်ပုံလေးနဲ့အတူဖော်ပြထားပါတယ်အဲ့ဒီနေ့မှာပဲအရှေ့အာဖရိကကမာရော့စတန်ဒီကငင်းငယ်နိုဗယ်ဆုရှင်၆ဦးကိုဂွန်ပြူပြီးတစိုက်ကောင်၆ခုထုတ်ပေးပါတယ်အဲ့ဒီတစိုက်ကောင်၆ခုထဲမှာဒေါန်ဆန်းစုကြည်တစိုက်ကောင်ပါဝင်ပါတယ် ဒီဒစိတ်ကားမှာခမောက်ဆောင်ထားတဲ့ဒေါက်ဆန်းစုကြည်ပုံနဲ့ဘူရင်ငယ်လေးတွေရဲ့ရုပ်ပုံကိုဒီဇိုင်းပြုလုပ်ထားပါတယ်။ဒီဒစိတ်ကောင်အတွင်းမှာမောင်ယမှုတစ်ခုတွေ့ရပါတယ်။အဲ့ဒါကတော့ဒေါက်ဆန်းစုကြည်ဒစိတ်ကောင်နဲ့ကက်လျက်ဒစိတ်ကောင်က2014ခုကင်ညာနိုင်ငံရဲ့နိုဘယ်ဆုရှင်မှာသူကပထမဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရတဲ့အာဖရိကမျိုးသမီးဖြစ်ပါတယ်။သူ့ရဲ့တစိကောင်မှာသူဆုရတဲ့နှစ်ကို2014ခုနှစ်လို့ဖော်ပြရမယ်စာဒေါက်ဆန်းစုကြည်ဆုရတဲ့1992ခုနှစ်ကိုပဲဖော်ပြထားခြင်းပါ။ ။နာဂိုဂူနဲ့နောက်အာဖရိကမာလီနိုင်ငံကထုတ်ပြန်တဲ့စိတ်ကဆိုဗီနီယန်ရှိမှာတော့ပြုံးနေတဲ့တောင်ဆန်းစုကြည်ပုံကိုတိခွာဘန်းနဲ့အတူဒီဇိုင်းလုပ်ထားပါတယ်။သူ့အမိအားမှာတော့မြန်မာနိုင်ငံအလံမဆာလာခေအလံကိုဖော်ပြထားပါတယ်။စစ်တပ်ကဇော့တင်းတန်တန်ကဲ2008ခုနှစ်အခြေခံဥပဒေအသက်မဝင်သေးတဲ့ကာလမှဒီအလံပုံဖြစ်နေတာပါ။ 2012ခုနှစ်မှာနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ထိုဂိုနိုင်ငံကထင်ရှားတဲ့အမျိုးသမီးတွေကိုဂုဏ်ပြုပြီးဒစိကောင်သုံးခုတွဲဆိုဗီနီယာရှိထုတ်ဝေပါတယ်။အဲဒီမှာစင်ရဲသားတွေအတွက်ဘဝကိုမြုပ်နှံသွားတဲ့မာသာထရီဇာပါကစ္စတန်ရဲ့ပြမဆုံးမျိုးသမီးနိုင်ငံကစားဘနာစီယာဘူဒိုရိုနဲ့အတူမြမဒီမိုကရေစီရဲ့ကောင်းကောင်းဆန်းစုကြည်ပါဝင်ခဲ့ပါတယ်။ ။ရောင်စန်းစုကြည်ရဲ့ပုံတွေမှာတူတဲ့ညိုက်ထားတဲ့တမ်းပုံသားမကစီယုံရီခီးစင်မှာပြည်သူလူထုနဲ့တွေ့ဆုံတဲ့ပုံရောင်စန်းစုကြည်လွတ်မြောက်ရေးအတွက်တားဆိုနေကြတဲ့မြမကြီးလှုပ်ရှားသူတွေရဲ့တပ်ပုံကိုပါဖော်ပြထားပါတယ်။2012ခုနှစ်ဂီနီနိုင်ငံကထုတ်ဝေတဲ့ဆိုဗီနီယာရှိနှမျိုးမှာဒေါန်ဆန်းစုကြည်ပုံတစ်စိမ့်ကောင်း၄ခုပါဝင်ပါတယ်။ခမောင်ဆောင်ပန်းပန်ထားတဲ့ဒေါန်ဆန်းစုကြည်ရဲ့ပုံတွေဖြင့် ်တိခွဘန်ပကံဖျားရီစစ်တက်ကိုရင်တန်ဃာတော်ပတိန်တိစသဖြင့်မြမငွေတန်တဲ့ဒေါန်ဆန်းစုကြည်ရဲ့ပုံရိပ်တွေကိုသိဥပေါ်ထားတယ်လို့ဒေါန်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုကန်မြောင်ရင်းသူ့လွတ်မြောက်ရေးအတွက်လှူရှားဆောင်ရွက်နေသူဒူးရဲ့ပုံကိုလည်းထည့်သွင်းထားပါတယ်။မတ္တရကွန်ပျူတာဝေးတဲ့တစိ့ကံကတော့ဥရောပပါလီမန်ကချီးမင်းတဲ့စကရပ်စုလက်ခံရယူတဲ့ပွဲအတွက်ဖြစ်ပါလိမ့်မယ်။လွတ်လပ်စွာတွေးခေါ်မှုအတွက် အမတ်တရဂုံပြူထုတ်ဝေတဲ့တစိကောင်းကတော့ဥရောပပါလီမန်ကချင်းမင်းနဲ့စခရော့ပ်စုလက်ခံရယူတဲ့ပွဲအတွက်ဖြစ်ပါတယ်။လွတ်လပ်စွာတွဲခေါ်မှုအတွက်1990ပြည့်နှစ်မှာဥရောပပါလီမန်ကဒေါန်ဆန်းစုကြည်ကိုစခရော့ပ်စုချီးမြှင့်ခဲ့ပါတယ်။ ဒါပေမဲ့အကြိမ်ကြိမ်ချင်းချခံခဲရတဲ့လွတ်လပ်စွာခီးသွားခွင့်မရခဲ့တာတွေကြောင့်စုမြင်နိုင်ခဲ့ပါဘူး။ Scrap စု25နှစ်မြောက်ဖြစ်တဲ့2013ခုနှစ်ကြောင့်မှကိုယ်တိုင်လက်ခံနိုင်ခဲ့ပါတယ်။စုလက်ခံရယူတဲ့2013ခုနှစ်အောက်တိုဘာ22ရက်နေ့အထိမ်းအမှတ်ဖြစ်ဒေါင်းဆန်းစုကြည်ရဲ့ပုံနဲ့ဒစိကောင်ထုတ်ဝေခဲ့ပါတယ်။ဒီဇိုင်းတစ်မျိုးတည်းကိုအရာ၅မျိုးနဲ့ဒစိကောင် ၅ခုထုတ်ဝေခဲ့တာဖြစ်ပါတယ်။၂၀၁၃ခုနှစ်တွင်မှာပဲအာဖရိကကျွန်းနိုင်ငံဖြစ်တဲ့ဆာအိုတိုမင်းနဲ့ပရင်စီပေးတိုင်းတိုင်းပြည်ကငင်းချိုင်းလိုပဲဆူရှင်၆ဥကိုဂုဏ်ပြုပြီးတစ်စိတ်ကောင်၅ခုတွင်ဆိုဗီနီယာရှိ၂ရွက်ထုတ်ဝေပါတယ်။တရွက်ကမာသာထရီဇာနဲ့တိဘက်ဘုန်းတော်ကြီးဒလိုင်လာမာတို့ကိုဂုဏ်ပြုထားပြီးဒလိုင်လာမာပုံတစ်စိတ်ကောင်ဖြစ်ပါတယ်။နောက်တွင်မှာတော့ စုရှင်မျိုးသားနှုတ်နဲ့မျိုးသမီးနှုတ်ကိုဂွန်ပြုထားတာဖြစ်ပြီးမျိုးသမီးနှုတ်ကအာဖရိကတိုက်ရဲ့ပထမဆုံးမျိုးသမီးငင်းချိုင်းနိုဘယ်ဆုရှင်ဝင်ဂရီနဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ဖြစ်ပါတယ်။ဇေဒီပထိုးနောက်ခံတဲ့ဒေါက်ဆန်းစုကြည်ရဲ့ငယ်ရွယ်စဉ်ကမျက်နှာပကြီးလက်ရာကိုအဲ့ဒီတစိကောင်မှမြင်တွေ့ရပါလိမ့်မယ်။1900 66ခုနှစ်မှာအမေရိကန်ပြည်ထောင်စုအတွင်းလူမှုဒဏ်တူခွင့်ရရှိဖို့တောင်းဆိုခဲ့တဲ့ဆန္ဒပြနှုတ်ဆောင်မှုတွေကြီးကျယ်ပေါ်ပေါက်ခဲ့ပါတယ်။ဒတိုင်းတပြည်လုံးအုံကြွတောင်းဆိုမှုတွေကြောင့်ဇိုးရကနိုင်ငံသားအခွင့်အရေးတွေကိုပြဋ္ဌာန်းခဲ့ရပါတယ်။အဲဒီနှုတ်ဆောင်မှုကို90ပြည့်အဖြစ်2016ခုနှစ်မှာတွဲဝန်နိုင်ငံကထိမှန်တစိကောင်းတွေထုတ်ဝေပါတယ်။အဲဒီတစိကောင်းအတွဲမှာလူအခွင့်အရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြသူများဖြစ်တဲ့ Martin Luther King, Nelson Mandela, Desmond Tutu, Dalai Lama, Mother Teresa Andre's Crop မလာလာတို့နဲ့အတူဒေါအောင်ဆန်းစုကြည်ကိုဂုဏ်ပြုထားပါတယ်။ဒေါအောင်ဆန်းစုကြည်တစိကမှသူ့ရဲ့ပုံအကြီးကိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်မှမိန့်ခွန်းပြောနေတဲ့နောက်ခံပုံနဲ့တရုတ်ပေါ်ထားပါတယ်။ 2016ခုနှစ်မှာပဲစီယာလီယိုနိုင်ငံကငြိမ်းချမ်းနိုဘယ်ဆုရှင်နှစ်ဦး၊စာပေနိုဘယ်ဆုရှင်နှစ်ဦး၊ယူဘဗေဒနိုဘယ်ဆုရှင်တဦးတို့ကိုတစိုက်ကောင်၅ခုနဲ့ဂုဏ်ပြုထားပါတယ်။ဂုဏ်ပြုထုတ်ဝေရမှာလည်းဒေါန်ဆန်းစုကြည်ပါဝင်ခဲ့ပါတယ်။အဲ့ဒီတစိုက်ကောင်မှာအကောင်မှာပါဝါတင်မီလက်အောင်ချီထားတဲ့ဒေါန်ဆန်းစုကြည်ရဲ့ပုံကိုပကြီးဆွဲထားပါတယ်။အဲ့ဒီပုံမှာဒေါန်ဆန်းစုကြည်ကကန်တော်ပန်ပန်ထားပါတယ်။ဒါတော့ 18ခုနှစ်တွင်စီယာလီယွန်ကထုတ်ဝေတဲ့တစိကောင်းတွေမှာဒေါ်စန်းစုကြည်ကိုတည်တံ့ကုန်ယူထားတဲ့တစိကောင်းတွေပါဝင်ပါတယ်။ဆိုဗီနီယာရှိနှစ်ရွက်မှာတစိကောင်း၅ခုပါဝင်ပြီးချီမီနယ်စီယိုရီခီးစဉ်တွင်ရယူခဲ့တဲ့ပုံတောင်အာဖရိကဘုံတော်ကြီးဒက်စမွန်တူတူနဲ့တွေ့ဆုံတဲ့ပုံပေါ့ယမ်မင်းကြီးဖရန်စစ်နဲ့တွေ့ဆုံတဲ့ပုံဥရောပပါလီမန်နဲ့နိုဘယ်ကော်မတီတို့မှာနိုင်ငံပြောတဲ့ပုံတွေကိုတစိကောင်းတွေမှာဖော်ပြထားပါတယ်။၂၀၁၉ခုနှစ်ဇွန်လ၂၀ရက်နေ့မှာနိုင်ကြာစီယာလီယွန်ထုတ်ကို ဆာအိုတိုမီဆီယာလီယွန်ဘိုဟိုအာဖရိကသမ္မတနိုင်ငံစတဲ့နိုင်ငံတွေကကမ္ဘာထင်ရှားဆုံးနိုဘယ်ဆုရှင်များ World Famous Nobel Prize Winner ကောင်းစဉ်နဲ့တစိကောင်အတွဲတစ်ခု ထုတ်နေပါတယ်။အဲ့ဒီတစိကောင်အတွဲမှာကမ္ဘာတဝန်းကထင်ရှားတဲ့နိုဘယ်ဆုရှင်အယောက်30ဦးဂုဏ်ပြုတဲ့အနေနဲ့တစိကောင်အမျိုး30ပါဝင်ပါတယ်။တစိကောင်ကိုဆိုဗီနီယာရှိတွေအနေနဲ့ထုတ်ပေးပြီးအယောက်ချင်းရပုံတစိကောင်ပြောင်းလဲသွားပေမဲ့နောက်ကံကမ္ဘာမြေပေါ်မှာ ုံပြူခံပုံကူတွေကိုဖော်ပြထားတဲ့ပုံကတော့တူတူပါပဲဒီဒစိကောင်အတွက်ရဲ့အမှတ်စဉ်73ကဒေါ်ဆန်းစုကြည်ဖြစ်ပါတယ်နောက်ထပ်တစ်ဆက်9ခုနှစ်အတွင်းမှာပဲအာဖရိကနဲ့အမေရိကမိဖန်နိုင်ငံတွေကမတ်မဂန်ဒီ150ပြည့်မွေးနေ့ထိမ့်မှတ်တစိကောင်ထုတ်ဝေပါတယ်သူ့ဘဝမှတ်တမ်းငိုးဆိုပညာရှိအရွယ်30နဲ့အတွဲလိုက်ထုတ်ဝေတာပါ ဟိုအာဖရိကသမရနိုင်ငံကထုတ်ဝေတဲ့ဒစိကောင်မှတ်နှက်ဆက်ကမှမတ်တမကန်ဒီရဲ့ဘဝနဲ့လမ်းညွှန်မှုတွေက20ရာစုလုံးရည်သမားများကိုလှုပ်ဆော်ပေးခဲ့ကြောင်းအယ်ဘတ်အိုင်းစတိုင်ကကန်ဒီဟာနာမနောက်သားတွေရဲ့စံနမူနာပြပုံကိုဖြစ်တယ်လို့ပြောခဲ့ကြောင်းရေးသားဖော်ပြထားပါတယ်။အဲဒီစာသားနဲ့အတူလုံးရည်လှုပ်ရှားမှုကောင်းဆောင်တွေကိုဖော်ပြတဲ့အခါဒေါ်စန်းစုကြည်ကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ အမေရိကန်ပြည်သူစုမှာဇာဖို့တစ်စိတ်ကောင်းကိုသူတို့ထုတ်ပေးတဲ့တစ်စိတ်ကောင်းတွေအပြင်ကိုပိုင်တစ်စိတ်ကောင်းတွေဖြစ်ကိုကြက်ရပုံကိုကြက်ရဒီဇိုင်းနဲ့တရားဝင်ပြုလုပ်နိုင်တဲ့အချိန်ကာလရှိခဲ့ပါတယ်။အမေရိကန်ဇာဖို့လုပ်ငန်းကတိမှန်ပြုထားတဲ့ကုမ္ပဏီနှစ်ခုသုံးခုလောက်ကပဲအတိလိုလုပ်ခွင့်ရတာပါ။မတ်တရားပြုလုပ်ခြင်းသူကတစ်စိတ်ကောင်းမော်ကတန်ဖိုးချက်ပို့ပြီးပေးပြီးအနှံ့ရတာဖြစ်ပေမဲ့ တရားဝင်ဇာဘုတ်တစိကံဖြစ်အသုံးပြုလို့ရပါတယ်အခုတော့အဲ့ဒီလိုလုံးလို့မရတော့ပါဘူးအဲ့ဒီတုန်းကဇာရည်သူပြုလုပ်ခဲ့တဲ့ဒေါန်ဆန်းစုကြည်ဘုံတစိကံကတော့တကဘာလုံးမှာရေအတွက်20ပဲရှိမဲ့ limited edition တစိကံများဖြစ်လာပြီးထင်ပါတယ်ထိန်လင်းဆက်ရှိရဲ့3လ2025ဒါကတော့ဆက်တင်လင်းကနေပြီးတော့မှမေဆွေရဲ့တက်80ပြည့်မွေးနေ့အမှတ်တရအနေနဲ့ထုတ်ပေးတဲ့ရာစုနှစ်ခုရဲ့လူလူကောင်းဆောင်ဆိုတဲ့စာအုပ်ထဲကဒေါန်ဆန်းစုကြည်ရဲ့အကြောင်းများကို တင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။မေဆုတက်ရှိကျမ်းမာပြေပြာပြီးခွာပါစေ။